ိုးတက်မှုရဲ့ဘေးထွက်ဆိုချိုကိုခံစားနေရတဲ့နိုင်ငံဒါမှမဟုတ်အချိန်မှမွေးလာခဲ့သူတွေရဲ့တသက်စာကန့်ကျမအားလုံးပဲမင်္ဂလာပါဗဟုတုတရစီရာအကြောင်းအရာများစွာကိုအမြင်မပြတ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့တင်ကား channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဂျပန်နိုင်ငံအကြောင်းပြောမယ်ဆိုရင်လူတော်တော်များများကစက်ရုပ်တွေခင်မီနီးပညာတွေမုဂင်ကင်းစင်တာတွေလာပါတယ်ယဉ်ကျေးမှုတွေနဲ့တောက်ပတဲ့ပုံရိပ်တွေကိုပဲမြင်ကြပါတယ်တကယ်ဆိုရင်လေဂျပန်ကစံပြနိုင်ငံတစ်ခုလိုတောင်ထင်နေရပါတယ် ဒါပေမဲ့လည်းနည်းနည်းပိုပြီးနီနီကကလေးလာကြည့်လိုက်မယ်ဆိုရင်တော့ဂျပန်မှာပိုပြီးမောင်မဲတဲ့ဘက်ချံတစ်ခုရှိနေတာကိုတွေ့ရပါလိမ့်မယ်။အဲ့ဒါကတော့ပျောက်ဆုံးသွားတော့မျိုးဆက်လို့ခေါ်ကြတယ်။လူတန်းပေါင်းများစွာပါပဲ။သူတို့ဟာလူအဖွဲ့အစည်းနဲ့လုံးဝအဆက်အသွယ်ပြတ်ပြီးအလောက်ကိုင်းခွင်လန်းအိမ်တော်ပြုတ်ခွင့်တွေဆုံးရှုံးကြရသူတွေဖြစ်ပြီးဂျပန်လူဦးရေရဲ့15ရာခိုင်နှုန်းနီးပါးအထိတောင်ရှိနေတာပါ။ဒီလူတွေရဲ့အကြောင်းကတကယ်လဲဝမ်းနည်းစရာကောင်းလာပါတယ်။ ဒီအခြေအနေဘာကြောင့်ဖြစ်လာရလဲဆိုတာကိုပြန်ကြည့်မယ်ဆိုရင်1980ပြည့်လွန်နှစ်တွေတုန်းကဂျပန်စီးပွားရေးဟာအမကန်တိုးတက်ခဲ့ပြီးကမ္ဘာကိုလွှမ်းမိုးတော့မယ်လို့တောင်ပြောခဲ့ကြတာပါအဲ့ဒီအချိန်မှာဂျပန်ရဲ့ထူးခြားတဲ့အလုပ်ရင်ကျင်းမှုဖြစ်တဲ့တသက်တာအလုပ်ကိုင်စနစ်ကအလုပ်လုပ်သူတွေအတွက်အရန်ကောင်းခဲ့တယ်လို့ထင်ခဲ့ကြပါတယ်တက္ကသိုလ်ပြီးတာနဲ့ကုမ္ပဏီတွေကအပွဲရာတွေကိုတစ်နှစ်တစ်ခါပဲအစုလိုက်ပြုံလိုက်ခံတာမျိုးပေါ့ဒီလိုဝင်ရပြီးရင်အငိမ့်စားယူတဲ့အထိခိုင်မာတဲ့အလုပ်တစ်ခုကိုရသွားတာမျိုးပါ ဒါပေမဲ့1990ပြည့်နှစ်မှာစီးပွားရေးဘူပေါင်းကြီးရုတ်တရက်ပေါက်ကွဲသွားတဲ့အခါအခြေအနေတွေအကုန်ပြောင်းလဲသွားခဲ့ပါတယ်။ကုမ္ပဏီတွေကသူတို့ရဲ့တသက်တာဝန်ထမ်းတွေကိုထိန်းသိမ်းထားဖို့အတွက်အလောက်ကန်ရေခဲခေလို့ခေါ်တဲ့ကာလမှာဘွေရအစ်တတွေကိုအလောက်ခန့်တာမျိုးကိုလုံးဝရပ်ဆိုင်းပစ်ခဲ့ပါတယ်။အဲဒါကြောင့်1990ပြည့်လွန်နေ့ဒီမှာဘွေရခဲ့တဲ့လူငယ်တွေဟာသူတို့အတွက်အလောက်ကန်ရဖို့တခုတည်းတော့အခွင့်အရေးကိုဆုံးရှုံးခဲ့ရတာပါ။တခြားအတက်အရွယ်တွေအတွက်ကတော့သူတို့ရဲ့ပုံမှန်အလုပ်ကိုဆက်လက်လုပ်လို့ရပါပဲ။ အဲ့ဒီအချိန်ဘွေရခဲ့တဲ့လူငယ်တွေကတော့ဘယ်ကုမ္ပဏီကမှမခန့်တဲ့အတွက်စနစ်ရဲ့အပြင်ဘက်ကိုရောက်သွားခဲ့ကြတာပါသူတို့ရဲ့တခုတီတော့အမကမွေးဖွားချိန်မမှန်ခဲ့တာလို့ပဲဆိုရမလားမသိပါဘူးဒီလိုနဲ့ဒီမျိုးဆက်တစ်ခုဟာတသက်လုံးယာယီအလုပ်အချိန်ပိုင်းအလုပ်လာစားနေတဲ့အလုပ်တွေနဲ့ပဲဖြတ်တန်းခဲ့ကြရတာပါဒီပြဿနာကိုဒီမျိုးဆက်တစ်ခုတွေကိုပဲတက်ရောက်တာမဟုတ်ပါဘူးဂျပန်ရဲ့စီးပွားရေးအတွက်လည်းကြီးမားတဲ့ထိခိုက်မှုတွေဖြစ်စေခဲ့ပါတယ်ဒီလိုတွေဟာစီးပွားရေးအင်ဂျင်ကိုလည်ပတ်နေစေတဲ့အဓိကအတက်အရွယ်ဖြစ်ပေမဲ့သူတို့မှာပတ်စံအလုံးလောက်မရှိတော့စီးပွားရေးလည်းနှေးကွေးလာတာပေါ့ ဒါအပြင်သူတို့ကအိမ်တော်မပြုတ်နိုင်တာကလေးမွေးနှုံးတွေကျဆင်းလာတာတွေကြောင့်ဂျပန်ရဲ့တက်ကြီးရွယ်မှုများပြားလာမှုပြဿနာကလည်းပိုဆိုးလာစေခဲ့ပါတယ်။ဒီချိန်မှာပဲကြီးမားတဲ့လူမှုရေးပြဿနာဖြစ်တဲ့ဟီကီခိုမိုရီဆိုတဲ့လူဒန်းစားတစ်ရက်ကလည်းပေါ်လာခဲ့တာပါ။သူတို့ကလူအဖွဲ့အစည်းနဲ့လုံအောင်အဆက်အသွယ်ဖြစ်ပြီးအိမ်ထဲမှာပဲနေကြတဲ့လူတွေကိုခေါ်တာဖြစ်ပါတယ်။အဆိုရကဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားနေပေမဲ့ဂျပန်ရဲ့အလုပ်ရင်ကျင်းမှုကအခုထိအရန်တင်းကျပ်နေတော့မှာပဲ။အလုပ်ချိန်ရှည်လျားလာတဲ့အပြင်တင်းကျပ်တဲ့အထောက်အဆက်ဆံရေးရင်ကျင်းမှုတွေကလည်းရှိနေတော့မှာဖြစ်ပါတယ်။ ဒါကြောင့်လေလူတန်းပေါင်းများစွာကဒီစနစ်မှာပိတ်မိနေကြပြီသူတို့ရဲ့အရေးအတွက်ကလည်းတဖြည်းဖြည်းတိုးလာနေတော့မှဖြစ်ကြောင်းဝေမျှရင်နှိကုံချုပ်လိုက်ပါတယ်အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ